နှုံးမဲမင်္ဂလာပါဒီနေ့မှာတော့ဆရာဖြူတီဟာရေးထားပါညာလို့မရပါဘူးဆိုတဲ့စာနဲ့ဗီဒီယိုဒီပုတ်မျှော်ရခြင်းပါတယ်လူတွေဟာဟန်ဆောင်ကောင်းကြတယ်မပျော်ပဲလဲပျော့ခြင်းအောင်ဆောင်တယ်မတော်ပဲလဲတော်ခြင်းအောင်ဆောင်တယ်အစင်မပြေပဲလဲပြည့်ခြင်းအောင်ဆောင်တယ်အထူးသဖြင့်ဆိုရှယ်မီဒီယာခေတ်မှာပေါ့ကိုယ့်ရဲ့ lifestyle ကိုဖြစ်သည့် RS ကိုဖြစ်သည့်ခြားပြပြီး လူတွေအပေါ်လွှမ်းမိုးနေအောင်စူးစမ်းနေရသူတွေလူတွေကိုစိတ်ခွန်အားပေးနေသူတွေပညာပေးနေသူတွေဆိုပို့ဆိုးတယ်အဲ့ဒီအတွက်လေနံမရီကြီးပိုက်ဆံတွေရတာကိုဟန်ဆောင်ရယူတော့နှစ်ပါတယ်ဒါပေမဲ့အဆုံးတနည်းမှာတော့ဟန်ဆောင်သားသမ ्या ညာသားသမ ्या ကပေါ်လာတတ်တာပါပဲတတလုံတော့ဘယ်သူမှဖုံးမထားနိုင်ဘူးနောက်ပြီးဆိုရှယ်မီဒီယာပေါ်ကလူတွေရဲ့အမြင်ဆိုတာ အခခတ်သိင်းအတုံးတိတ်တာတော့မဟုတ်ဘူးကိုကကျမ်းမာကြီးလိုက်စားတယ်ဆိုတဲ့ပုံရိပ်မျိုးတိဆောက်ထားပေမဲ့တကယ်လိုက်စားတဲ့သူမဟုတ်ရင်ခံရမှာက ကိုတိုင်ပဲလीဒါကြောင့်ကိုကိုကိုအမြဲပြန်တတိပေးဖြစ်တယ်ဆိုရှယ်မီဒီယာပေါ်ကပုံရိပ်တွေထပ်အပြင်ကလူအစ်စ်ကို ကောင်းတဲ့ကောင်းအောင် ပို့တိဆောက်ဖို့ပေါ့3 self control နဲ့ပတ်သက်လာရင် ခန္ဓာကိုယ်ကညာလို့မရပါဘူးလူတစ်ယောက်ရဲ့ကျန်းမာရေးမှာအထူးကအကြဆုံးဟာ self control ပဲအဲ့ဒါအားမကောင်းရင် လုံးတင်တာမလုံးဖြစ်တယ်လို့မလုံးတင်တာတွေကို မရှောင်နိုင်တော့ဘူးကျန်းမာရေးတင်လားဆိုတော့မဟုတ်ဘူး personal grooming ကိုခေါ်တယ်တကူရေးသေးသက်သာနာခြင်းမှလည်းလိုအပ်ပြန်တာပဲကျွန်တော်ကကိုကိုကိုဘလို့စီကန်းထားတယ်ကျမကကိုစိတ်ကိုဘလို့နိုင်အောင်ထိန်းတယ်ကြိုက်တယ်လို့ပြော ထန်တာကိုကိုကြည့်လိုက်တာနဲ့သိနိုင်တယ်အချိုးအစားကိုကြည့်အသွေးရောင်ကိုကြည့်ကျန်းမာရေးစစ်ဆေးချက်ရလတ်တွေကိုကြည့်1စိတ်နေစိတ်ထားနဲ့ပတ်သက်လာရင် RS ကညာလို့မရပါဘူးဒီနေရာမှာတမီးရဲစားအိမ်ဆောင်ရေးကိုပဲပြောတာမဟုတ်ဘူးရှိသမဆက်ဆံရေးအားလုံးကိုခြုံငုံဒီကိုကြည့်ကိုပါအခြေရေးကံမကောင်းတာအိမ်ဆောင်ရေးကံမကောင်းတာမိဘကံမကောင်းတာ စသဖြင့်ရှိကြတာကို သို့တော့လူတော်တော်များများနဲ့အဆင်မပြေဘူးဘသူမှကိုယ့်နဲ့ရည်ရှည်မပေါင်းချင်ဘူးခဏနေခွာပြဲသွားတာပဲဒီလိုဖြစ်နေရင်တော့ကိုယ့်ကိုယ်ကိုပြန်ဆန်းစစ်သင့်ပြီပေါ့အဲ့ဒီလိုလူတွေလည်းဘဝမှာကြုံဘူးတာပဲဘတော်မှသူ့အမသူ့အလွန်ကြီးလို့မရှိဘူးကိုယ့်ကိုယ်ကိုအထင်ကြီးလွန်းတယ်မာနထံလွားတယ်တင်စည်းတယ်ဒါကပဲသူ့ကိုပြန်တတ်သွားတာပဲတချို့ကြလည်း negative ဖြစ်လွန်းတာပေါ့ သူနဲ့ဆိုအမင်းပူလောင်နေရတော့ဘသူမှကြကြမပေါင်းချင်ဘူးအများအကြိုက်လိုက်ရမယ်အများနဲ့တင့်မြတ်တိုင်းမှန်နေတော့မဟုတ်ပေမဲ့ရီဘူးကြဆက်စနီအခြေအနေတွေဟာ ကိုယ်စိတ်နေစိတ်သားကိုတပိုင်းတစားလှေဟပလာနေပါလေတော့အရေးချင်းနဲ့ပတ်သက်လာရင် အတူတွဲလုပ်ဖူးတဲ့သူတွေကညာလို့မရဘူးကိုဘလို့တိုးချောင်းတက်ချောင်းကတော့စာရေးတိုင်ဘသူမဆိုရေးလို့ရတယ် ရေးတဲ့အတိုင်းတကယ်ဟုတ်မဟုတ်ကသာတွဲလုပ်ဖူးတဲ့သူတွေကပဲသိတာကိုလုတ်ခဲ့တဲ့ အလုပ်တွေမှာဘလို့ရလက်တိယူနိုင်ခဲ့တယ်လဲဆိုတာကသာတည်ထိုင်ပေးမှာပါအဲ့ဒီ career achievement ဟာခေါင်းဆောင်တယောက်ဖြစ်ဖို့ရမှာကောတက်ဆိုင်ရနယ်ပဲ light လွှမ်းမိုးနိုင်ခဲ့သူ ဖြစ်ဖို့ရမှာပါသိအရေးကြီးပါတယ်လေးစိတ်ငြိမ်ချမ်းမှုနဲ့ပတ်သက်လာရင်ကို့အသွင်းစိတ်ကညာလို့မရပါဘူး လောင်နေသေးဆိုပြီးသူများကိုပြောအားတာတိတ်လွယ်သလိုငါကတော့လောင်မနေပါဘူးလို့ညီရတာလည်းတိတ်လွယ်တယ်တကယ်တမ်းကို့အတွင်းစိတ်ထဲမှာဖြစ်နေတာကတော့ကိုယ်တိုင်ပဲသိတာပါတိတ်နေစိတ်ပြိုင်ဆိုင်လိုစိတ်မာနမနာလိုစိတ်နဲ့လိုချင်တတ်မှတ်စိတ်ဒီငါးခုက ကိုယ်တွင်ငန်းချမ်းမှုအတွက်အထူးကရန်သူကြီးငါ့ဟိုပါပဲအဲ့ဒါတွေများလေလေးပူလောင်ရလေလေးပဲတယောက်ယောက်ရဲ့အောင်မြင်မှုအစဉ်ကြီးလေး ဘာမဟုတ်တဲ့အရေးထားလေးတစ်ခုဓာတ်ထိုင်လေးတစ်ပုံဟာအစားကိုယ့်ရင်ငင်းချမ်းမှုကိုဖျက်ဆီးပစ်လိုက်နိုင်တယ်။ဒါကြောင့်ကို့အတွင်ထဲမှာဒီ၅ယောက်ကိုရင်ဆိုင်ချိုးနှင်းထားမှငင်းချမ်းမှုအစစ်ကိုရနိုင်မှတဲ့ပါလေ။ဘ ᱹ ဒုကမှမညာတာတော့အကောင်းဆုံးမှာမဖြစ်နိုင်မနေညာရမယ်ဆိုရင်တောင်ကိုယ့်ကိုယ်ကိုတော့မညာပါနဲ့။ self control မကောင်းလို့ကျမ်းကျမ်းမှမဖြစ်တဲ့အခါစီးယုံရောက်လာမှာကကိုပါ။ စိတ်အနေစိတ်သားမမှန်လို့ RS အဆင်မပြေတဲ့အခါမလုံခြုံမှုတွေအထီးကျန်ထားမှုတွေမပျော်ရွှင်မှုတွေခံစားနေရမှလည်းကိုယ်တိုင်ပါပဲအရေးချင်းအားနည်းလို့အလုံးမှအဆင်မပြေရင်လည်းကိုယ်ပါပဲဘလို့ပဲအေးချမ်းတဲ့အောင်ဆောင်ထားဆောင်ထားအတွင်းတဲကရန်သူငါးကိုထောင်လွှားနေလို့အမြဲစိတ်ပူလောင်နေရမယ်ဆိုရင်လေအဲ့ဒါတခြားလူမဟုတ်ဘူးကိုယ်ပဲခံစားရမှာဖြစ်ပါလေ ဗီဒီယိုကိုကြိုက်နေတဲ့လေ channel လေးကို subscribe log ပင်နာကဘယ်လင်းနေပြချဖို့ကြောင်းဆိုချင်ပါတယ်မိစေရိုးရဲ့အမြင်လေးကိုလည်း comment မှာရေးနိုင်ပါတယ်ဗီဒီယိုကိုအဆုံးထိကြည့်ပြီးလေးအပ်တော့ကြည့်စုပါ